ဒီကဘာလုံးကဖရာရဲ့ဝိညာဉ်တော်ရဲ့တွင်တင်ပေးခြင်းလိုအပ်ပြီဖြစ်တယ်။အကြောင်းကျွန်တော်တခါကြားရင်ဂျေဇုတော်ကဘာလို့ဆောင်ပေးလဲဆိုတော့ကေတင်ယုံတစ်ခုတည်းမဟုတ်ဘူး။ဂျေဇုတော်ကကေတင်ပေးတယ်။နောက်တစ်ခုကတော့ဂျေဇုတော်ကတွင်တင်ပေးတယ်ဖြစ်တယ်။တိတုအခန်းကြီး2အခန်းငယ်7ကနေ7ကိုဖတ်ကြည့်ရအောင်။အကြောင်းမူကားမင်္ဂလာရှိသောမျိုးလင့်ရာကို၎င်းကြီးမြတ်သောဖရာခင်၏ဟူသောငါတို့ကိုကေတင်တော်မူသောအရှင်သခင်ယေရှုခရစ်ဘုန်းအတီးတော်ထင်ရှားပေါ်ထွန်း ချင်းကို၎င်းငါတို့ဒီမျောလင့်လျက်ဖျားမဲ့တရားမဲ့နေချင်းလောကီတတ်မှတ်ချင်းကိုပယ်ရှားလျက်ယခုဘဝ၌အိန္ဒြေစောင့်ခြင်းတရားသဖြင့်ကျင့်ခြင်းဖျားမိုး၌မှုလျော်ခြင်းတို့ကိုပြုနေရမည်အကြောင်းငါတို့ကိုဆုံးမတုန်တင်၍လူပေါင်းတို့ကိုကယ်တင်တတ်တော်ဘုရားတခင်ကြီးစွာတော်ဒီထင်ရှားပေါ်ထုံနေရှိ၏ကျွန်တော်တို့ကတခါကျဆုံးမတယ်လို့ပြောရင်အပြစ်လို့လို့ဘုရားကနော်ဒဏ်ရိုက်တယ်လို့ညောင်များစွာကျွန်တော်ရဲ့အတွေးခေါ်ထဲမှာရှိတယ် အဲ့ mindset ကိုကျွန်တော်တို့အရင်ဆုံးပြင်ရအောင်နေ့တိုင်းကျွန်တော်တို့တိခဲတဲ့လုပ်ခဲ့ဖြစ်မတိတော့လုပ်ခဲ့ဖြစ်အားလုံးကို to saving grace ဆိုရဲကဲတင်တော်မူခြင်းသို့ယေရှုတော်ယေရှုခရစ်တော်ကားတိုင်းမှာအားလုံးပြီးပြီဒါဆိုကျွန်တော်တို့ကအပြစ်ထပ်မလုပ်ဖို့အတွက်ဖျားကတွင်တင်ပေးတယ်နှုတ်ကပတ်တော်ကဘယ်လိုတွင်တင်ပေးလဲဆိုတော့ငါတို့ကိုကဲတင်တော်မူသော အရှင်သခင်ယေရှုခရစ်ဘုံအတည်တော်ထင်ရှားပေါ်ထွန်းခြင်းကို၎င်းပြောမစို့ဖျားကကျွန်တော်တို့ကိုသူ့ရဲ့ဘုံတော်နဲ့ပတ်ရပေးတယ် ဖီးယားနဲ့ပတ်သက်လာရင်ကျွန်တော်တို့နှုတ်အားဖြင့်ဝန်ခံဖို့အတွက်တုံ့ပြန်ပေးတယ်ကျွန်တော်ဆူတောင်းရမယ့်အရာတွေနော်ကျွန်တော်နှုတ်ကပတ်တော့ဖတ်ရမယ့်အရာတွေကျွန်တော်ကိုယ်တိုင်ဥမှုဥဆောင်တော့ဘူးဝိညာဉ်တော်ကကျွန်တော်တို့ကိုဥဆောင်ပြီးတော့နှုတ်ကပတ်တော့ဖတ်ဖို့နှုတ်ကပတ်တော့ဖတ်တဲ့အခါမှာနားလည်ဖို့ဝိညာဉ်မျက်စိတွေပွင့်ပေးတယ်ကင်းတဲ့ကျေးစိတ်ချမှုရပြီးတော့တန်ရှင်သောဝိညာဉ်တော်ကပြန်ပြီးတော့ထက်ဆင့်ကျွန်တော်တို့ကိုတွင်တင်ပေးတဲ့ဂျေဇူးတော်ဒီဝိညာဉ်တော်ကဘာကြီးတွင်တင်ပေးလဲနှုတ်ကပတ်တော်မှာဖျားမဲ့တရားမဲ့နေခြင်းတဲ့ဥမာဆိုရင် ဖျားမဲ့တရားမဲ့နေလိုက်ဝိညာဉ်တော်ကအထင်းမှာနော်ဟာနေစုတောင်းရတော့မယ်နော်နေနှုတ်ကပတ်တော်ဖတ်ပါနော်ဖျားနဲ့ပတ်သက်လာရင်ဒီရတွေလှုပ်ဖို့အတွက်ဝိညာဉ်တော်ကကျွန်တော်တို့ပြောနေတာဖြစ်တယ်ဟာနောက်တစ်ခုကဝိညာဉ်တော်ကဘာတုန်တပေးလဲဆိုလောကီတက်မှတ်ခြင်းကိုပယ်ရှားခြင်းတုန်တပေးတယ်လောကီတက်မှတ်ခြင်းဆိုတာဖျားရဲ့ဘုန်းတော်အတွက်မဟုတ်ဘူးနော်ဖျားနဲ့ပတ်သက်တဲ့အရာတွေကိုမဥစားပေးတဲ့အရာတွေကိုဥစားပေးဖို့အတွက်ပြည်ပြီးတုန်တပေးတယ်အင်ဒွေစောင့်ခြင်းတရားသဖြင့်ကြင့်ခြင်း ဖျားဝွင့်နဲ့မှု့လျော်ချင်းတို့ကိုပြုနေရမိအကြောင်းကျွန်တော်ကကေတင်ချင်းရပြီဆိုတာနဲ့ကိုယ့်အကူအသက်ရှင်လို့မရတော့ကိုယ့်အကူ management လုပ်လို့မရတော့ဆိုကိုကိုတိုင်က management လုပ်ဖို့အတွက်ခွန်အားမရှိဘူးအဲကြောင့်လေကျွန်တော်တို့ကအပြစ်တရားအပြစ်သားနေနော်ကေတင်ချင်းမှုချင်းစိတ်ချမှုရပြီကျွန်တော်တို့ယေရှုခရစ်တော်ရဲ့မွေးဖွားလာတဲ့အခါကျွန်တော်တို့ကဝိညာဉ်သူငယ်တွေဖြစ်တယ်ဘာမှမသိသေးဘူးဖခင်ရဲ့ကြီးစုတော်ကြောင့်ဘာမှမသိသေးဘူးဖခင်ကဘယ်လိုလှုပ်ဆောင်လဲဘာမှမသိတဲ့အခါမှာဝိညာဉ်တော်က ကျွန်တော်တို့အတိုင်းအစားမရှိ အကန့်အသတ်မရှိပဲအိန္ဒြေဆောင်ခြင်းဘယ်လိုဝေးရမယ်ဘယ်လိုစားမယ်တန်ရှင်တော်ဦးကျွန်တော်ကျွန်တော်ကိုပြောတယ်နော်တရားတစ်ဖြင့်ကြင့်ချင်းဖျားရဲ့ဖြောက်မှတ်ခြင်းနဲ့ကျွန်တော်တို့ကိုအသက်ရှင်ဖို့အတွက်တွင်တွင်ပေးတယ်အဲ့ဒါကြောင့်ဆုံးမခြင်းလို့ပြောရခါမှာအပြစ်ဒဏ်စီရင်ခြင်းမဟုတ်ဘူးကျွန်တော်လောကမှာအသက်ရှင်တဲ့ကဖျားရဲ့ဘုံတော်ထင်ရှားဖို့အတွက်ဖျားရဲ့ဆွဲခေါ်ခြင်းဖြစ်တယ်ဖျားရဲ့ဘုံတော်ထင်ရှားဖို့အတွက်ဝိညာဉ်တော်ရဲ့တွင်တွင်ခြင်းလို့လဲ